ကျွန်တော်နာမည်ကတော့တင်းထွန်းဖြစ်ပါတယ်ခင်ဗျာဒါက26ဖြစ်ပါတယ်ခင်ဗျာအော်ကျွန်တော်ဗီဇာအောင်ဖို့6လလောက်ထိုင်းခဲ့ရပါတယ်ခက်ခဲဆုံးအဆင်ကဘာဖြစ်မလဲဆိုတော့တီးဝေးတဲ့အဆင်ကတော့ပုံမှန်ဆုံးဆုံးခက်ခဲရပါတော့အော်ဒုတိယအဆင်ကတော့ဗီဇာယူပြီးတော့ဗီဇာထွက်ဖို့ရှင်ခွာတယ်အဲ့အဆင်ခက်ခဲပါတယ်အော်အိမ်နဲ့ခွဲရမှာဆိုပေမဲ့ဟိုကိုတက်ရှင်နဲ့ကိုသွားကျင်နေနိုင်ငံကိုတက်ရှင်နဲ့ဟိုညီတက်ရတဲ့အတွက်ပျော့ပါတယ်ခင်ဗျာ အော် level 2ဒီပဲကျွန်တော်လေ့လာခဲ့ပါတယ်ကင်ဖိုကိုဆောက်ခဲ့ရပါဖိုက်ပေးပါတယ်ခင်ဗျအပါကြလဲဆိုတော့ဒီမှာရှိရဟိုဟာအော်ဝန်တန်းနေပေါ့နော်အဲ့လိုအကုန်အမတွေအကုန်လုံးဆောင်ရဆောင်နေရဆောက်စိတ်ရှိတီးခံပြီးတော့ဟိုအကုန်လုံးပြင်ပေးခဲ့တဲ့အတွက်ကြောင့်အော်ဉာဏ်ကြီးကိုကြံစုံခဲ့တယ်ကျွန်တော်ဗီဇာကိုပထမဆုံးတစ်ခါထွန်းလိုက်တာတစ်ခါလည်းနဲ့ဟိုအပြုဖြစ်သွားတယ်ပေါ့နော်အော်အဲအကြိုက်ဆုံးပါပဲအော် အဓိကတော့ကျွန်တော် language လိုပဲထင်ပါတယ်ခင်ဗျ။အော်ကိုရီးယားစာကိုကောင်းလုပ်ခဲ့လုပ်ခဲ့ပြီးအကြံပေးပြရစီနော်။